်မင်္ဂလာပါ DP Fetch အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်တော်လှန်ရေးတပ်တွေတင်ပိုက်ထားတဲ့နောင်ချိုမြို့ပေါ်စစ်တပ် lobby channel တွေရဲ့ဝါရဖြန့်လှုပ်ရှားမှုများကြောင့်လူနေအိမ်ခြေကျေးရွာတွေနဲ့ဘုံကြီးကျောင်းတွေကိုဘုံကျဲတိုက်ခိုက်ပြီး PDF တွေကိုရှင်းလင်းတယ်လို့ဖုံးကွယ်နေတဲ့တဲ့အမှားစစ်ဆေးချက်များစတဲ့လက်တလောလူမှုကွန်ရက်ပေါ်ကလှုပ်ခတ်နေတဲ့တဲ့အမှားတွေကိုစစ်ဆေးဖော်ထုတ်တက်ဆက်ပေးသွားမှာဖြစ်ပါတယ် တရင်တုတရင်အမှားတွေဝေခွဲရခက်နေဒီပေ Fetcher Facebook page ကိုလာရောက်မေးမြန်းနိုင်တယ်လို့တရင်အမှားစစ်ဆေးချက်တွေလက်မလွတ်တမ်းသိရအောင်ဒီပေ Fetcher Telegram channel ကိုလည်း join ထားနိုင်ပါတယ်ကျွန်မကတက်ဆက်သူအိမ်ပါအန်တက် TNL သိမ်းပိုက်ထားတဲ့နောင်ချူမျိုးနဲ့ပတ်သက်ပြီးစစ်ကောင်စီလော်ဘီတွေကမတူညီတဲ့ဖြန့်ဝေမှုတွေလှုပ်ဆောင်နေပါဗျ။ပထမဖြန့်ဝေမှုကတော့ နောင်ချိုမြို့က TNL တွေတက်စခန်းလုတ်ထားတဲ့ဖုန်ကြီးကျောင်းကိုလေကျောင်းတိုက်ခိုက်မှုတွေစစ်တပ်ကလုဆောင်ခဲ့တယ်။ပြည်သူတွေက မရှိတော့ဘူးစစ်ဆောင်နေကြပြီဆိုပြီးကြော်စွာအပါဝင် Telegram Channel အများပြားကနေဖြန့်ဝေခဲ့ပါတယ်။ဒီဖြန့်ဝေမှုကို match 18ရက်နေ့ကဖြန့်ဝေခဲ့တာပါ။ဒါပေမဲ့ match 19ရက်နေ့မှာတော့စစ်ကောင်စီလက်အောက်ခံ Telegram Channel တခုဖြစ်တဲ့မိုင်းဝေကနောင်ချိုမြို့မှာ TNL အဖွဲ့ကပြည်သူတွေကိုလူသားတိုင်းလုပ်ဖို့ မြို့အတွင်းကထွက်ခွာခွင့်မပေးဘူး။နောင်ချုံမြို့ကိုစစ်တပ်ကတိုက်ခိုက်တော့မယ်ဆိုပြီးဖြန့်ဝေနေပါတယ်။ဒီဖြန့်ဝေမှုတွေကိုကြည့်မယ်ဆိုရင်ပထမဖြန့်ဝေမှုဖြစ်တဲ့နောင်ချုံမြို့ကဘုံကြီးကျောင်းကိုစစ်တပ်ကလေနဲ့ဘုံကျဲတာဟာ TNL တွေပဲရှိလို့ကျဲချတာ။ပြည်သူတွေကအစောကြီးကတည်းကစစ်ဆောင်ပြီးသွားပြီဆိုပြီးဖြန့်ဝေနေရတဲ့ကွဲလွဲနေပါတယ်။ဒီလိုမတူတဲ့ဖြန့်ဝေမှုတွေလှုပ်ဆောင်နေတဲ့မှိုင်းဝင်တဲ့ကြော်စွာ Telegram Channel တွေဟာအချင်းချင်းချိတ်ဆက်မှုရှိတဲ့ Telegram channel တွေပဲဖြစ်ပါတယ်။ channel တစ်ခုကနေတစ်ခုအချင်းချင်းကြော်ညာပေးတာမျိုးမန်းရှင်းတာမျိုးမကြခဏဆိုသလိုလှုပ်ဆောင်ပေးနေတဲ့ channel တွေပဲဖြစ်ပါတယ်စစ်ကောင်စီလက်အောက်ခံ Telegram channel တွေဟာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်တဲ့အချိန်မှာပြည်သူတွေကစစ်ရှောင်နေကြပြီးတေသူတွေဟာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေသာဖြစ်တယ်လို့ဖြန့်ဝေပြီးစစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာမှန်တယ်အောင်ဖြန့်ဝေလေးရှိပါတယ်ဒါအပြင်စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ ပြည်သူတွေတေဆုံးမှုဟာဖုံးကွယ်မရတော့တဲ့အခြေမျိုးမှာဆိုရင်တော့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြည်သူတွေကိုလူသားတိုင်းလုပ်ထားတယ်ဆိုပြီးဖြန့်ဝေလေးရှိပါတယ်။ဒါကြောင့်စစ်ကောင်စီလက်အောက်ခံ Telegram Channel တွေဟာအကြောင်းအရာတစ်ခုကိုပဲ လိုရာဆွဲရေးသားပြီးသတင်းတုသတင်းအမှားတွေဖြန့်ဝေနေတာပုံမထင်ရှားနေပါတယ်။တအန်းတက် TNL ကဖုန်ကြီးကြောင်းတွေမှာစစ်စခန်းလုပ်လို့လေကြောင်းတိုက်ခိုက်တာ နောင်ချိုလေကြောင်းတိုက်ခိုက်မှုမှာ TNL ထိပ်ပိုင်းခေါင်းဆောင်40နီးပါးသေဆုံးတယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ကြော်စွာမင်းတင်မြန်မာ update news နဲ့ True Wave Media Telegram channel တွေကနေဖြန့်ဝေနေတာဖြစ်ပြီးပြည့်နှက်မှုလည်းများပြားပါတယ်။ဒီအကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာရှမ်းပြည်နယ်နောင်ချိုမြို့ကစေရနာ ဖုန်ကြီးကျောင်းကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ကိုရင်ရှိပါဦးစင်းတပါ အမျိုးသမီး3ဦးနဲ့အမျိုးသား2ဦးစုစုပေါင်း14ဦးသေဆုံးသွားတယ်လို့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဒါအပြင်ဒီတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲဘုံကျဲချတိုက်ခိုက်ခဲ့တာလို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒီလိုတန်ဃာတော်တွေနဲ့ပြည်သူတွေတေဆုံးခဲ့ရတဲ့အပေါ်ဒေသခံပြည်သူတွေကိုမေးမြန်းပြီးသတင်းဖော်ပြထားပါတယ်။စစ်ကောင်စီလက်အောက်ခံ Telegram Channel တွေကနေ တော်လှန်ရေးအဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့နေရာတွေမှာပြည်သူတွေမနေဘူးပြည်သူတွေအကုန်စစ်ဆောင်နေကြပြီဒါကြောင့် TNL တွေရှိတဲ့ဘုံကြီးအကြောင်းကိုဘုံကျဲတာ TNL တွေအများပြားတိတ်ဆုံးတယ်လို့ဖြန့်ဝေနေပေမဲ့တကယ်လက်တွေ့တိတ်ဆုံးရသူတွေဟာကျောင်းမှာနေထိုင်နေတဲ့တန်ဃာတော်တွေနဲ့ပြည်သူတွေသာဖြစ်ပါတယ်။ဒါကြောင့်တအန်းတက် TNL ကဘုံကြီးအကြောင်းတွေမှာစစ်စခန်းလုပ်လို့လေကြောင်းတိုက်ခိုက်တာ နောက်ချိုလေကြောင်းတိုက်ခိုက်မှုမှာ TNL ထိပ်ပိုင်းခေါင်းဆောင်40နီးပါးသေဆုံးနေဆိုပြီးဖျက်ဝင်နေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။စစ်ကောင်စီလော်ဘီတွေဟာမကြာခဏဆိုသလိုစစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ပြည်သူတွေသေဆုံးနိုင်တော်လှန်ရေးအဖွဲ့ဝင်တွေသာသေဆုံးနေဆိုပြီးဝါရဖြန့်နာပဲဖြစ်ပါတယ်။ ဘန်ကောက်ဖလန်ဆောင်အဝေးပြေးပြိုကျတဲ့အတွက်တော်လှန်ရေးထောက်ခံတဲ့မြန်မာလေးဦးတိတ်ဆုံးတဲ့အထဲပါဝင်နေဆိုပြီးဖြန့်ဝင်နေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ် True Media နဲ့နေပြည်တော် Telegram Channel တွေကနေ match လ18ရက်နေ့ကဖြန့်ဝင်နေတာဖြစ်ပြီးပြည်နှက်မှုလည်းများပြပါဗါးဒီအကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာထိုင်းနိုင်ငံဘန်ကောက်မှာဆောက်လုပ်ဆဲတရားပြိုကျတဲ့အတွက်တည်ဆုံးသူ6ဦးအထိရှိလာပြီး တိတ်ဆုံးသူတွေထက်မှာမြန်မာနိုင်ငံသား၄ဦးပါဝင်တယ်လို့လွတ်လပ်ပြင်းကြီးစိတ်ချသတင်းဌာနတွေမှာဖော်ပြထားပါတယ်တိတ်ဆုံးသူတွေဟာတရားဆောက်လုပ်ရေးလုပ်ငန်းခွင်မှာဝင်ရောက်လုပ်ကိုင်နေသူတွေဖြစ်ပြီးဆောက်လုပ်ရေးကုမ္ပဏီဘက်ကတိတ်ဆုံးသူများအတွက်မိသားစုဝင်တွေကိုရောကြီးပေးအပ်သွားမယ်လို့သတင်းဌာနတွေမှာဖော်ပြထားပါတယ်ဒါအပြင်သတင်းဖော်ပြချက်တွေထဲမှာတိတ်ဆုံးသူတွေဟာတော်လှန်ရေးထောက်ခံသူတွေအဖြစ်ဖော်ပြထားတာမျိုးမရှိပဲဆက်လုပ်ရေးလုပ်ငန်းခွင်ကအလုတ်သမားတွေလို့သာဖော်ပြထားတာပါ။ ဒီအလုသမားတွေဟာဆောက်လက်ဆအဝေးပြေးလမ်းမကြီးကလုပ်ငန်းခွင်ထဲအလုသမားတွေကွန်ကရစ်လောင်းနေချိန်မှာပြိုကျခဲ့တာ ဖြစ်ပြီးလက်ရှိမှာစိတ်ကူးတမှုခံယူနေသူ26ဦးရှိနေတယ်လို့ထိုင်းသတင်းဌာနတွေမှာလည်းဖော်ပြထားပါဗျ။စစ်ကောင်စီလက်အောက်ခံ Telegram Channel တွေဟာမြန်မာရွှေ့ပြောင်းအလုသမားတွေအကြောင်းမျိုးမျိုးကြောင့်ဖန်စီခံရတာထိခိုက်သိမ်းဆုံးတာတွေကြုံရတိုင်းတော်လှန်ရေးထောက်ခံသူတွေဖြစ်တယ်ဆိုပြီးသတင်းအမှားတွေဖြန့်ဝေလေးရှိပါတယ် အဲ့ဒီလိုပဲဗန်ကောက်မြို့မှာအဝေးပြေးလမ်းမကြီးပျို့ကြတဲ့ဖြစ်စဉ်ကြောင့်မြန်မာနိုင်ငံသား၄ဦးအပါအဝင်၆ဦးသေဆုံးသွားတဲ့ဖြစ်စဉ်ဟာမှန်ကန်ပေမဲ့သေဆုံးသူမြန်မာနိုင်ငံသားတွေဟာတော်လှန်ရေးဘက်တော်သားတွေသေဆုံးတာသာဖြစ်တယ်ဆိုပြီးဖော်ပြချက်ဟာလူရဆွဲရေးသားနေတဲ့သတင်းအမှားသာဖြစ်ပါတယ်။ စကိုင်းဝက်လက်နဲ့စကိုင်းအဆက်ဆင့်ကန်ရွာဖျားပေါ်အခြေပြုတ်နေတဲ့ PDF တွေကိုရှင်းလင်းလိုက်တဲ့ဆိုပြီးပျက်စီးနေတဲ့အဆောက်အုံပုံနဲ့အတူဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။မက်လ20ရက်နေ့ကဖြန့်ဝေနေရပဲဖြစ်ပါတယ်။ဖြန့်ဝေနေတဲ့တပ်ပုံတွေကိုစစ်ဆေးကြည့်တဲ့အခါမှာမက်လ20ရက်နေ့ကစစ်ကောင်စီတပ်ဟာဝက်လက်မြို့နယ်ဆင့်ကန်ရွာကဖုန်ကြီးကျောင်းကိုတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာစည်ဒီကိုဆေးတုံနေတဲ့ရွာသား၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်။ထိခိုက်ဒဏ်ရာရတဲ့ရွာသားတွေဟာဘုံကဇီဒီပေါ်ကြပြီးအုတ်တွေမှန်တာမို့ထိခိုက်ဒဏ်ရာရတာဖြစ်တယ်လို့ဒေသခံတွေကမေးမြန်းပြီးသတင်းဖော်ပြထားပါတယ်။ဒီလိုရွာစည်ဒီနေရာဘုံကျဲခံရတဲ့စင့်ကိုင်းရွာကိုမတ်လ16ရက်နေ့ကလည်းစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ မတ်လ16ရက်နေ့ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်6လသားအရွယ်ကလေးငယ်၄ပါအပါအဝင် အသက်80ကျော်အရွယ်အဖိုးအဖွား2ဦးအသက်30အရွယ်အမျိုးသမီး2ဦးတို့တေဆုံးခဲ့ရတယ်လို့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဖြန့်ဝေနေသူတွေက PDF တွေရှိလို့ရှင်းလင်းတယ်လို့ရေးသားဖြန့်ဝေနေပေမဲ့အမှန်တကယ်တေဆုံးထိခိုက်ဒဏ်ရာရသူတွေဟာပြည်သူတွေသာဖြစ်နေတယ်လို့စစ်ဆေးတွေ့ရှိရပါတယ်။ ဒါကြောင့်စကိုင်းဝက်လက်နဲ့စကိုင်းအဆက်ဆင့်ကန်ရွာဖះပေါ်အခြေပြုနေတဲ့ PDF တွေကိုရှင်းလင်းတယ်ဆိုပြီးဖြန့်ဝေနေတာဟာတရင်အမှားပဲဖြစ်ပါတယ်။ online ပေါ်မှာဓပုံတွေနဲ့အတူအကြောင်းအရာတစ်ခုခုကိုဖြန့်ဝေနေတိုင်းချက်ချင်းယုံကြည်တာမျိုးမဟုတ်ဘဲဒေသခံတွေနဲ့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့တရင်ဌာနတွေကိုမင်းမြတ်အတီးပြုတ်ပြီးမှယုံကြည်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။ထင်းလင်းမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့ဝင်တွေရဲ့စခန်းကိုလေကြောင်းကတိုက်ခိုက်ရှင်းလင်းလိုက်တာတော်လှန်ရေးအဖွဲ့ဝင်၈ဦးသေဆုံးပြီး24ဦးထပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။နေပြည်တော်နဲ့ True Media Telegram Channel တွေကနေမတ်လ22ရက်နေ့ကဖြန့်ဝေနေရပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာမတ်လ20ရက်နေ့နနက်2နာရီဝန်းကျင်မှာစစ်ကောင်စီကလေကြောင်းကနေမကွေးတိုင်းထင်းလင်းမြို့နယ်ထဲက အလဲပန်းကျေးရွာကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူ၄ဦးနဲ့အိမ်မွေးတိရိစ္ဆာန်တွေတေဆုံးခဲ့ရတယ်လို့နေအိမ်အများပြားလဲထိခိုက်ပျက်စီးခဲ့ရတယ်လို့ DVB နဲ့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်တေဆုံးသူ၄ဦးဟာရွာခံတွေဖြစ်ကြပြီး great တွဲတက်နေတဲ့ကျောင်းသူ၂ဦးပါဝင်အမျိုးသမီး၁ဦးနဲ့အမျိုးသား၁ဦးစုစုပေါင်း၄ဦးတေဆုံးတာဖြစ်တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒါအပြင် ခုစစ်ကောင်စီဘုံကျဲချတိုက်ခိုက်ခဲ့တဲ့အလဲပန်းကျေးရွာဟာကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလုံးဝမရှိတဲ့နေရာလို့လဲထီလင်းမြို့ကာကွယ်ရေးရဲဘော်ရဲ့ပြောဆိုချက်ကိုသတင်းတွေမှာဖော်ပြထားသလိုဒေသခံတွေရဲ့ဖြေဆိုချက်တွေကိုလည်းဖော်ပြထားပါတယ်။ဒါကြောင့်ထီလင်းမြို့နယ်အတွင်းတော်လှန်ရေးအဖွဲ့ဝင်တွေရဲ့စခန်းကို လေကြောင်းကတိုက်ခိုက်ရှင်းလင်းလိုက်တာတော်လှန်ရေးအဖွဲ့ဝင်၈ဦးသေဆုံးပြီး 24ဦးထက်ထိခိုက်ဒဏ်ရာရရှိရဲဆိုပြီးဖြန့်ဝေနေတာဟာဘုံကျဲခံရတဲ့ဖြစ်စဉ်အမှန်ပေါ်မှာလိုရာဆွဲရေးသားဖြန့်ဝေနေတဲ့သတင်းအမှားပဲဖြစ်ပါတယ်။ online user တွေအနေနဲ့လူမှုကွန်ရက်ပေါ်မှာပြည်နှံ့သမျှအကြောင်းအရာတွေကိုတေချာစစ်စစ်ပြီးလွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားတာရှိမှရှိတိုက်ဆိုင်စစ်ဆေးပြီးမှအတည်ပြုကြဖို့အကြံပြုလိုပါတယ်။ င်နဲ့အမျှပြောင်းလဲနေတဲ့ခေတ်စည်းတဲ့မှာအွန်လိုင်းသုံးဆွဲသူတွေအနေနဲ့တဆင့်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်ကတွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြမယ့်အချိန်ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအချက်လက်အမှန်မှားစစ်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DB Fact Check Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲ online တိုင်ရင် Fact Check ကြပါလို့သတင်းစကားပါရင်ね DB Fact Check အစီအစဉ်ကိုထပ်မံတင်ဆက်ပေးတော့ပါအောင်မယ်။